မင်္ဂလာပါ မကြီးသီးစဲကိုကိုကြိုက်ဝက်သုံးတက်သားလေးနဲ့ဒီကြော်ထားတယ်အဲပထမရွေချက်ကဈေးသွားတော့ကတော့ကြက်အသေးမြစ်ကိုအချိုချက်ဖို့ဒါပေမဲ့ဟိုရောက်တော့ထောစံတိုင်းကိုမြင်တာနဲ့ဟိုကလည်းယူပေါင်းတရားလေးပေါင်းဆိုမကြီးသီးစဲကိုအစိတ်သားကို၃တောင်နဲ့တန်းလာအဲ့တော့မကြီးသီးစဲအစိတ်သားဝယ်လာတယ်ထောစံတိုင်းဝယ်လာပြီးဆိုတိုင်ရပတ်ပြီလေအဲ့တော့သူ့အသေးချာတန်းစကားနဲ့ပုတ်ပိုက်ပြီးရေးနဲ့၃ချင်လောက်ဆေးပြီးအခုလိုလေးစိမ့်သွားနော်ပြုတ်လုလိုက်တယ်ပြီးတဲ့အခါမှာတော့သူ့ကိုစီးတက်ဖို့အတွက်ကိုထဲ့မဲ့ဟာတွေကအဲစပလင်ထဲ့တယ် တော့မှငပိစိမ်းစားထဲတယ်ကြက်သွန်ဖြူကြက်သွန်နေငရုတ်သီးအစိမ့်မဟုတ်ပေါ့နော်အဲ့ဒါလေးအရင်ထောင်းလိုက်တယ်ထောင်းပြီးတော့နိုင်ကဒါစီတက်ပို့ပြီးသွားပြီစီတက်ပို့ပြီးသွားတဲ့အခါမှာဆိုတော့မကြီးသီးစိမ်းနော်မကြီးသီးစိမ်းကိုလည်းသေချာလေးငရုတ်စုံနဲ့ထောင်းအောင်ပေါ့ဒါတိုက်ပတ်မယ်ကိစ္စဆိုတော့အဲမကြီးသီးစိမ်းကိုလည်းထောင်းမယ်နော်ထောင်းပြီးတဲ့အခါမှာတော့နိုင်ကဟိုဘက်မှာလည်းအဲသူ့ရဲ့ထဲမဲ့ဝက်သုံးတက်သားကိုစားရဲဂျင်းလေးရဲ့နဲ့ပြုတ်ထားလိုက်ပါတယ်မကြီးသီးစိမ်းကလည်း အစိတ်သားပေါ့နော်အစိတ်သားတော့ဒါ3000ဘောဆိုအစိတ်သားကလည်းတော်တော်တော်ထောင်းရတာနော်အဲ၄စုံ၅စုံတော့ခွဲထောင်းရတယ်အဲ့တော့ဝတ်သားလေးကလည်းနူးအင်းညောင်ပြုတ်ထားလိုက်တယ်ပြီးတဲ့အခါမှာတော့ဦးနိုင်ကြက် အသေးမြစ်ကိုအချိုစချက်ပြမယ်အဲ့တော့ကြက်အသေးမြစ်ကအရင်ကတော့ချက်ပြဘူးပါတယ်အဲ့တော့ဝတ်အသေးကိုချက်တယ်ဒီနီးလေးတိုင်းပဲချက်အရမ်းမှွေးပြီးအရမ်းစားလို့ကောင်းပါတယ်ကြက်တော်နေရဲ့ဂျင်းရဲ့နှမျိုးတည်းပဲနော် ကြက်တော်နီကိုလုံးဝရှိုးအောင်တန်းလိုက်အထိကိုအခုစီတက်မယ်စီတက်ပြီးတာနဲ့စားရဲကြက်သားမှုတ်ရဲစွန်းနှုတ်မှုတ်ရဲနဲ့နေထားတဲ့အသည်မြစ်တွေထည့်မယ်အသည်မြစ်တွေရဲ့ရေတွေထွက်လာမယ်နော်အဲရေတွေထွက်လာတာကိုစိတ်ရှည်လက်ရှည်နော်ဟိုဘက်နဲ့ဒီဘက်နဲ့လှည့်ပြီးတော့အသည်မြစ်တွေအသည်နဲ့အမြစ်တွေကွဲသွားတာလည်းမကြိုက်ဘူး तू အစုံလိုက်အစုံလေးတတ်နိုင်သလောက်ပေါ့လေအစုံလိုက်အစုံလိုက်လေးတွေနော်သူ့ဟိုဘက်လှည့်လိုက်ဒီဘက်လှည့်လိုက်စိတ်ရှည်လက်ရှည်နဲ့စီတက်ပေးမယ်အဲထွက်လာတဲ့ရေတွေခန်းသွားပြီးစီပြန်လာတော့မှလုံးဝမှွေးကြိုင်တဲ့အနေနဲ့ဆွဲဆောင်မှုကောင်းတဲ့အနေနဲ့ထွက်လာမှာဖြစ်ပါတယ် အဲ့တော့သူတွေကပေါ့နော်ထွက်လာအဓိကတော့သွေးပေါ့သွေးတွေထွက်လာပြီးတော့စီပြန်လာပြီဆိုရင်တော့ရင်နွေးလေးထည့်လိုက်မယ်။သူကလည်းအမြင့်ကလည်းဘာပြောရေကနှစ်ရေကြော်ကြော်လောက်တော့ထည့်ရပါတယ်။နော်အဖုံးလေးဥပမာအရသာလေးမြည်းမြဲပြီးတော့လွယ်တာလေးထပ်ထည့်မယ်။ပြီးလို့ရှိရင်ဒါစီပြန်လာပြီဆိုလို့ရှိရင်တော့ဒါအသေးမြင့်အချိုချက်လေးပြီးသွားပါပြီခင်ဗျာ။မကြည်သည်စိမ်ကြော်ဖို့အတွက်ကတော့အဓိကမြင့်ငပိနိုင်မှနော်မြင့်ငပိမနိုင်ရင်တော့သူကသူ့ရဲ့အချင်းဆူးရှာတာထွက်လာရင် ချိုရာတွေငန်နာတွေဘလောက်ပဲထက်ထက်เนาะချိုရာတဲ့ငန်နာတွေကတက်တက်သူနဲ့ချိုရာငန်နာနဲ့မကြီးသည့်အချင်းရတာနဲ့အထက်မှာမခေါ်ကြအောင်เนาะမြည်ကြည့်လိုက်လို့ရှိရင်အဲ့တော့အာငပိစိမ်းစားလေးကိုပိုထဲဖို့လိုပါတယ်အဲ့ဒါမှသာအရသာထင်းပြီးတော့ပေါ်လာမှာဖြစ်ပါတယ်အဲ့တော့နောက်ပြီးတော့မှသူ့ထဲမှာအုံမှန်ရေသီးစိမ်းလေးတွေကိုလည်းဟိုနဒီတိုင်းပဲအညာချွေုံနေမဟုတ်ဘဲနဲ့ငရုပ်စုံနဲ့နည်းနည်းလေးကိုရတော့အောင်ထောင်းထားလိုက်တယ်အဆက်တက်လေးလည်းထွက်အောင်ပေါ့နော်ဒါကတော့ဟိုနေအခုဒီချက်တင်နေမှာသုံးပြည့်တဲ့စီကတော့ရွှေအုံမြေပဲစီတန်ဥနာအရန်ကြိုက်တဲ့ CO ပဲအသုံးပြုတာဖြစ်ပါတယ်စောစောကထောင်းထားလေးမှုေးလအောင်စီသက်မယ်နောက်ငံပြိုင်လေးပါထပ်ထည့်လိုက်မယ်နော်ထပ်ထည့်ပြီးတဲ့အခါမှာတော့ဦးနိုင်တို့စောကထောင်းထားတဲ့မကြီးသီးစိမ်းလေးထည့်လိုက်မှာဖြစ်ပါတယ်မကြီးသီးစိမ်းက25ကျပ်သာဝတ်သားကဦးနိုင်ထည့်လိုက်တာ45ကျပ်သာလောက်ရှိမယ်နဲ့ထင်တယ်နော်အဲ့တော့40သားပဲထားလိုက်ပါတော့အဲ့တော့အရာသားတွေကလိုက်ရမှာဖြစ်ပါတယ်အဲ့တော့အချိုလဲလိုက်ရတယ်အငံလဲလိုက်ရတယ်เนาะစီကတော့ထဲထားအနေတော်ပဲဖြစ်ပါတယ်เนาะအဲ့ဒါမြည်လိုက်ထည့်လိုက်နေပေါ့เนาะဒါကတော့ ဲ့တော့ဒါကကိုကဘာပဲပြောဟင်းချက်လို့ရှိရင်အရသာအင်းရလူတွေကထိမိနေမှာကြိုက်တာဖြစ်လို့ကြောင့်မို့ဦးနိုင်ရဲ့ဟင်းတွေမှန်သမျှတော့အကုန်လုံးကအငံရောအချိုရောအဆက်ရောလုံးဝထိမိပြီးတော့ထိမိနေတဲ့ဟင်းများဖြစ်ပါတယ်ပြီးလို့ရှိရင်တော့ပေါင်ဝင်ပစ္စည်းလေးတွေအနေငယ်နူးသွားအောင်လုပ်နေရေလေးအနေငယ်ထည့်လိုက်တယ်ရေထည့်ပြီးမှစီပြန်ပြန်လုပ်တယ်ပြီးတော့ခါမှာသုံးသက်သားကိုထည့်လိုက်တဲ့ခါမှာကင်မရာမနှိပ်မိလိုက်တဲ့အတွက်မှသုံးသက်သားထည့်တာတော့ ဟောမရိုက်မိလိုက်ပေါ့နော်အဲ့တော့သုံးသက်သာထည့်လိုက်ပြီထည့်လိုက်ပြီးတော့တခါပြန်ပြီးတော့မှသူ့စီပြန်အောင်လုပ်မယ်ဒီမှာတော့ရေထည့်စရာမလိုတော့ဘူးသုံးသက်သာနူးဤနေဖြစ်တဲ့အတွက်ကြောင့်မို့အဓိကကစီပြန်အောင်လုပ်မယ်ပအောင်ပစ္စည်းတွေမှုေးကြိမ်လာအောင်လုပ်မယ်ပြီးတော့အရာသာတွေထိမိနေအောင်လုပ်မယ်အရာသာတွေမိမိစိတ်တိုင်းကြဖြစ်ပြီးစီလဲပြန်လာပြီဆိုလို့ရှိရင်တော့ဆောဆောကဟိုနေပြောထားတဲ့ငွေသီးစိမ်းလေးတွေကိုထည့်လိုက်ပါမယ်နော်အဆက်တလေးလဲထွက်အောင်ပြီးတော့မှုေးလဲမှုေးအောင် เนาะဒါသူ့ရဲ့ဆွဲဆောင်မှုလည်းတခုဒီထဲမှာပါဝင်တာဖြစ်ပါတယ်အားလုံးသူလည်းငရုတ်သီးစင်းလေးလည်းဤသွားပြီပြီးတော့အမွှေးနံလေးလည်းထွက်လာပြီဆိုလို့ရှိရင်တော့နောက်ဆုံးအနေနဲ့ဦးနိုင်ကအဲရှန်းနံနံလေးအုပ်လိုက်ပါဖြစ်ပါတယ်အဲ့ဒါဆိုလို့ရှိရင်တော့ဦးနိုင်ဒီနေ့ချက်ပြတယ်ဒီအဲချက်သဲမြေအချိုချက်လေးရဲ့မကြီးသီးစင်းဝတ်သားသုံးသက်သားကျော်လေးရပြီးသွားပါပြီခင်ဗျာအားလုံးလည်းသဘောကျအနှစ်ချိုက်လိုက်မယ်လို့ပြောနေပါတယ်ဘောဒဇေဟင်းချုံမို့ 1 kg 63ကျပ်သားပါမယ်ဈေးနှုန်းကဘယ်လောက်လဲ9300လက်လီလက်ကားเนาะဒါပဲဒါပဲရှိတော့မယ်အဲ့တော့အဲ့နေရီကအားပေးတဲ့သူတွေကတော့ငွေတူလွှဲရမယ်เนาะရန်ကုန်ကတော့ cash on delivery ဖြစ်ပါတယ်ခင်ဗျာဟင်းချုံမုတ်เนาะနည်းနည်းလေးထည့်ရတယ်အရသာထိထိမိမိနဲ့ကောင်းမွန်စေမဲ့ ဟင်းချုံမို့ဖြစ်ပါတယ်ဟင်းချုံမို့နဲ့ဓာတ်တဲ့တွေအကုန်စားတော့ဘာမှမဖြစ်ဘူးအဲတူတူစီစူကြောက်ကက်ရှိတွေလည်းစားလို့ရတယ်ယောဂါကိုတွားပြီးတော့မှထပ်ပြီးတော့ပို့ဆိုးစီတာမျိုးမရှိဘူးเนาะယောဂါတက်တက်ဒါကတက်တက်ဘာမှမဆိုင်ဘူးအဲ့တော့ဟင်းချုံမို့မရှိရင်ဟင်းမဖြစ်တဲ့တွေယူထားနိုင်ပါတယ်ခင်ဗျာဒါကတော့အာဂျီနိုမိုတိုကော်မဏီယာထုတ်တဲ့ Rose Tea တစ်စိတ်ကြက်သားမို့ဖြစ်ပါတယ်ဒီကောင်က 100g เนาะအခုဆို 100g အပူပိထားပြီးတော့ 900g တော့ပါသေးတယ်เนาะဈေးနှုန်းလေးကတော့2900 2009ကဒီမှာကတော့400 gram အထုပ်သေးဖြစ်ပါတယ်။ Ajinomoto Company เนาะဒါ Thai made ဖြစ်ပါတယ်။ Rose ဒီစိတ်ကြက်သားမဟုတ်ကျော်လော်ပုတ်ကင်ပြုတ်နှက်အကုန်ထည့်လို့ရမယ်။ဒီကောင်ကကျတော့400 gram မှာဈေးနှုန်းကကျတော့အဲ1000နဲ့မှ900နော်ဒါလေးလေးရအောင်မယ်စူပါကြိုက်တဲ့သူတွေကစူပါကာလာ300ရအောင်မယ်နော်အနီးအစိမ်းအပြာရမယ်နော်ဒီကောင်အထဲမှာ25ဒုတ်ပါမယ်ဒါဈေးနှုန်းက2000နဲ့မှ2000ပဲ နော် Thai Super ဖြစ်ပါတယ်။ပြီး Nest တိုက်တဲ့သူတွေကတော့ Nest ပေါ့လေ။ Nest က28ထုတ်ပါမယ်။ဈေးနှုန်းက2000-9000 Nest Blend and Brew 3-in-1 များဖြစ်ပါတယ်နော်။ခစားနေတဲ့ copy ကို copy ကိုတိုက်တဲ့သူတွေအတွက်ကဒီကောင်ကအထက်မှာကအထုပ်20ပါမယ်အထုပ်20ပါမယ်တထုပ်ထုပ်ကလည်းသူက grand jay များတယ်เนาะသူကဈေးနှုန်းကကြတော့1000နဲ့မှ9000ဖြစ်ပါတယ်ခင်ဗျာ copy ကို thai 31ဖြစ်ပါတယ် အဲကော်ဖီအမောက်ကြီးပဲတည်တဲ့လို့ကျင်တဲ့သူတွေကဒါ Nest Cafe Red Cup ဖြစ်ပါတယ်။ Canon နဲ့ထပ်ပါဝင်မယ်။စုစုပေါင်းလေးကြာ 400g ဇင်းတော့ကကြတော့9000နဲ့မှ9000။နောက်ဒါကကြတော့ Espresso Roast တဘူးလုံးရဲ့လေးကြာ 360g ပါမယ်။နော်ဇင်းတော့လေးက9000နဲ့မှ9000ဖြစ်ပါတယ်။ကျဲမာရီအတွက်တောက်တဲ့အသီးအရအဟာရမှုတ်ပေါ့နော်ဒါဂျပန်ဖြစ်ပါတယ် DX နောက်တစ်ခါကျတော့143မျိုးအသီးရောအရွက်ကဂျုံမျက်နှုပါဝင်တ143မျိုးနောက်ကျမ်းမာရည်တောက်တာ detox ပေါ့သွားတော့24ခွက်စားပါမယ်ဈေးနှုန်းလေးက2000နဲ့မှ8000ဖြစ်ပါတယ် sensor တိုင်းသွားတဲ့ဈေးကတော့ဒါ thymate 160 gram ဖြစ်ပါတယ် whitening ရမယ် deep clean ရမယ် fresh paint ရမယ် gum care ရမှာဖြစ်ပါတယ်เนาะသူကဈေးနှုန်းကကျတော့3000နဲ့2000ပါခင်ဗျာ ျပန်စပင်စိုးစေးဖြစ်ပါတယ်ဒီကောင်ကနံပါတ်6ရအောင်မယ်နော်4000တမ5000เนาะအနက်ပေါ့အနက်ရောင်ဖြစ်ပါတယ်ထိုင်းဆော်မဲတွေလည်းရအောင်မယ်တထုပ်ကို9000ပါခင်ဗျာသူက gold brown ရမယ် dark brown ရမယ်နောက်အနက်ရောင်ရမှာဖြစ်ပါတယ်အဲဒီဓာတ်ဆက်ကလေးကတော့အခုမြင်တွေ့ရနေသလိုပဲ၅မျိုးပါမယ်။နော်ပုံစံဖော်တာလေးပါမယ်အကြီးကွန်ခွာတာပါမယ်ဒါက၃မျိုးပေါ့နော်။ ဲ့ဒါကနှစ်သားပါခင်ဗျာအဲအားပေးနေကြတဲ့အစားတိုင်းမှာချက်တော့ဦးချင်းစီကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ